Champion League မှာ1-2-8ဝင်ခွင့်ရဖို့အတွက်မလွယ်ကူတော့တဲ့ကျွန်တော်တို့ Chelsea မင်္ဂလာပါကိုခိုင်း Chelsea Fan Page ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေနိုင်ငံတကာပွဲတွေပြီးတဲ့အချိန်မှာ Chelsea ရဲ့ကံမဲ့ပွဲစဉ်အနေထားနဲ့ပတ်သက်ပြီးကျွန်တော်ကြည့်လိုက်တဲ့အချိန် Premier League ထက် Champion League ကနည်းနည်းစိုးရိမ်စရာကောင်းတယ်ပေါ့နော် Premier League မှာဘန်လီနဲ့တွေ့ရမှာဖြစ်တဲ့အတွက်အပွဲကအဲ့လောက်ထိမဟိုက်ဘူးဒါပေမဲ့ ဘန်လီနဲ့ပွဲပြီးသွားရင်ဘာစလိုနာနဲ့ကျွန်တော်တို့ခံရမှာမဟာရန်သူတော်ကြီးဗျဆိုတော့ဘာစလိုနာနဲ့ချယ်ဆီရဲ့တမိုင်းကြွေးကိုကျွန်တော်နောက်မှပြောပါမယ်လော့တယ်ကျွန်တော်ချန်ပီယံလိဇာယက်တီမှုကိုကြည့်မယ်ဆိုရင်မတိမတာကျွန်တော်တွေရလက်တွေခိုးဆိုးနေရနော်ဆိုတော့ချန်ပီယံလိရဲ့ပွဲစဉ်ရေးဆွဲမှုအနေထားအရာချယ်ဆီကအရင်တော့မကြက်ဘူးဒါပေမဲ့ကျွန်တော်တို့ရှေ့မှာကစားခဲ့တဲ့ရမှတ်တွေပွဲစဉ်အခြေအနေတွေအရနည်းနည်းခက်ခဲကြမ်းတမ်းသွားပြီ ควอร่าဘက်ကိုနိုင်ခဲ့ရင်ပြဿနာတော့မရှိဘူးควอร่าဘက်ကိုမနိုင်တဲ့အတွက်ကြောင့်ဒီချိန်မှာကျွန်တော်တို့မီးကုံရမ်းကုံစူးစမ်းကစားမှရတော့မယ်ချန်ပီယံလိရဲ့အသွင်တရံတင်မှာဆိုရင်16ဒင်းအဆင့်ကိုတက်တဲ့ပုံစံနှစ်မျိုးရှိတယ်ပေါ့နော်အမဘေးဇီးယားရဲ့128မှာရက်တည်နေတဲ့အသင်းတွေကဒိုက်ရိုက်တက်တယ်သူက16ဒင်းအဆင့်မှာမိမိထိုင်ဆောင်နေတဲ့သဘောမျိုး9 to 24ကအသင်းတွေကပြန်ပြီးတော့ရှုံးထွက်ကန်ရတယ် ပြီးမှသာလင်ခုနကမိမိထိုင်ဆောင်နေတဲ့အသင်းတွေနဲ့16သင်းအဆင့်မှာတွေ့မှာအဲ့တော့ကြောင့်128ဝင်ခွင့်ရထားတာတော့အကောင်းဆုံးပဲ9224ကဘာဖြစ်မှန်းမသိဘူးဒါပေမဲ့ပြီးခဲ့သောဘောလုံးရသည်ကတော့9224ကတတ်လာတဲ့ PSG ကချန်ပီယံဖြစ်ခဲ့တာပါသူတို့ Brest ကိုနိုင်ပြီးတော့16သင်းအဆင့်ကိုတတ်တယ်ပေါ့ဗျာဘယ်သူဘယ်ပုံမဆိုဖြစ်သွားနိုင်ပေမဲ့ကျွန်တော် Chelsea အကြောင်းကျွန်တော်ပဲသိတယ်လေပွင့်လင်းပြီးတော့9224နဲ့တော့မတက်စီချင်ဘူးပေါ့နော် မဖြစ်မနေဆိုရင်လည်းအဲ့ဒီ9 to 24ကနေကစားရမှာပဲကျွန်တော်တို့ကကွာရာဘက်တော့မှတည်ကြရဲဆိုတော့ဒီ9 to 24မှာဘယ်အသင်းတွေပါလို့ပါမှန်းမသိဘူးကွာရာဘက်ထက်ကောင်းတဲ့အသင်းတွေလည်းပါကောင်းပါလာနိုင်တယ်ကျွန်တော်တို့ဘာမှအဆိုးမရဘူးအဲ့တော့ကြောင့်ဒီ9 to 24နဲ့16အသင်းဆင့်ကိုမကန်ခင်နော် qualify မှာတယ်ပြုတ်သွားမှာကိုကျွန်တော်အနေနဲ့စိုးရိမ်မိတယ်ဒါ fan တယောက်အနေနဲ့စိုးရိမ်တာကိုပြောတာနော်ဆိုတော့ကျွန်တော်တို့လက်ရှိဇယားရဲ့ဒီမူကအမပေးဇယားအဆင့်7နှစ်နေရာမှာရှိတယ် ခုနှစ်မှတ်ပဲရတာတယ်1 2 3အသင်းတွေကရန်လုံးပြနိုင်တာတယ်17မှတ်ရတယ်အဲ့တို့ကြောင့်9မှတ်กว่าတယ်9မှတ်ဒီနှစ်ပွဲသာရှိတယ်လက်ရှိကမ်းမဲ့ပွဲတွေက၄ပွဲကျန်တယ်အဲ့တော့နှစ်ပွဲဖယ်လိုက်ရင် နောက်ထပ်နှစ်ပွဲသာပဲ Chelsea တို့ရှိတော့တယ်ဒါက9 1 2 3တဲ့ဝင်ချင်းပြောပြတာ အနောက်ကအသင်းတွေကိုကြည့်ရင်10မဲ့ရတဲ့အသင်းတွေရှိမယ်9မဲ့ရတဲ့အသင်းတွေရှိတယ်10မဲ့ရတဲ့အသင်းတွေရှိမယ်ဒါပေမဲ့လည်း128အသင်းတွေကတော့အနည်းဆုံး9မဲ့ရတဲ့အသင်းတွေရှိတယ်9မဲ့ဆိုရင်တပွဲသာအဲ့ဒီ128ထဲမှာလက်ရှိရပ်တည်နေတဲ့အသင်းတွေကိုရှုံးကြည့်လိုက် Bayern Arsenal Inter Man City PSG Newcastle Real Madrid Liverpool ကျွန်တော်တို့အပူကောင်းတယ်လို့ယူဆရမယ်အသင်းတွေပဲ Newcastle တသင်းကလွဲရင်ပေါ့နော်ကျွန်တဲ့အသင်းတွေကတော့အားကောင်းပေါင်းတဲ့အသင်းတွေကြီးပဲအဲ့ဒီနောက်မှာ နောက်ထပ်ရက်တည်နေတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင်ဘာစလိုနာလိုအသင်းမျိုးပါတယ်။အဲ့ဒါကြောင့်128ဝင်ခွင့်ရဖို့ကတင်ချာနီးရတော့မျောလင်းလို့ရတယ်ဆိုရင်ပဲလက်ချက်၄ပွဲရကဲမဲ့အသင်းနေထားရကျွန်တော်တို့အသေးအံစူးစားကစားလိမ့်မယ်။ဆိုတော့ဘယ်အသင်းတွေနဲ့ထိတိုက်တွေ့ဆုံမှုရှိနေလဲ။ကျွန်တော်တို့ဘာတွေဖြစ်လာနိုင်သလဲ။ပြန်ပြီးတော့ဆွေးနွေးကြည့်အောင်။ခုနကဘာစလိုနာနဲ့တမိုင်းကြွေးအကြောင်းကိုအရင်စပြောရပါလိမ့်မယ်။နောက်ပိုင်းခေတ်ချယ်စီပရိသတ် ညီငယ်တွေကတော့ဘာစနာနဲ့ချက်စီးကြတဲ့ကခါတိမှုကိုသိချင်မှသိလိမ့်မယ်ကျွန်တော်တို့ကတော့အရင်ခါတိတယ်ဗျဒါပါစနယ်ကပြောတာနော်ဟိုအတမွေးညောင်းပညာရဲ့မပါဘူးအတမွေးညောင်းပညာရဲ့ကကျွန်တော်မှအသိဉာဏ်ဆိုတာမရှိဘူးဒါပေမဲ့ပါစနယ်ကချက်စီးပရိသတ်တီချန်ပီယံလိမှာဆိုရင်ဘာစနာကခါတိပြိုင်ပတ်ပဲပရီးမီးယားလိမှာမန်ယူနိုက်တက်ကခါတိပြိုင်ပတ်ပဲဒါပါစနယ်ကကျွန်တော်ပြောပြရတယ်ဘလောက်ထိခါတိခဲ့တယ်လဲဆိုရင် ဘာစီလိုနာနဲ့ကျွန်တော်တို့ဒီချန်ပီယံလိမှာတောက်လျှောက်တွေ့ခဲ့ဘူးလေကျွန်တော်တို့တီးခဲ့တဲ့အလဲတွေလည်းရှိတယ်သူတို့တီးခဲ့တဲ့အလဲတွေလည်းရှိတယ်အခါအတီးဆုံးကတော့ဟိုကဒုံးတိုင်ကြောင့်เนาะအင်ဒီယန်စတာရဲ့နောက်ကျသွင်းကူကြောင့်ကျွန်တော်တို့ဘေးထွက်သွားတဲ့ခုနှစ်တစ်ခုနှစ်ပေါ့ဗျာဒါတွေမကသေးဘူးရှိမှလည်းအများကြီးရှိတယ်လီယိုမက်ဆီဆိုရင်ချယ်ဆီကိုဂိုးသွင်းဖို့ခက်ခဲပေမဲ့ရှယ်ဒုက္ခပေးခဲ့တဲ့အချိန်ကာလတွေမိခဲ့တဲ့သူတွေကမိမယ်အဲတော့ဒေဟော်နိုတို့ရောဘင်တို့ကြောင်တွေကိုပျောက်တာ ကောင်းလိုက်တဲ့လီယိုမက်ဆီစပြီးတော့ထွန်းတောက်တဲ့အချိန်ကာလဗျာအပြောချင်တာဒီချိန်မှာကျွန်တော်တို့ Chelsea Old School Fan တွေကတော့အာဘာဆိုနာကိုဒုတိယအသင်းနေနဲ့အားပေးတယ်ဆိုတာရှားလိမ့်မယ်တကယ်တော့အရန်ခါသီးတဲ့ပြိုင်ဘက်အသင်းတွေဖြစ်ခဲ့တယ်အခုအချိန်မှာ Chelsea နဲ့ Barcelona တို့ကတော့အရင်မကွာဘူးဆိုပေမဲ့ Barcelona ကတန်းရနည်းနည်းလေးတော့မြင့်နေတယ်ဘာကြောင့်လဲသူတို့ဒီနှစ်စဉ်တိုင်း Champion League ကိုဝင်ရောက်ရှင်ပိုင်ခွင့်ရတယ်လက်ရှိအချိန်မှာလည်း La Liga Champion ဖြစ်တဲ့အတွက်ကြောင့်ပြီးခဲ့သောရာသီတွေရထက် ဥမာပြောရင်တော့ Chelsea နဲ့ Barcelona တို့ထိတဲ့တွဲဆုံတဲ့အချိန်တရားထက်ကိုပိုမြင့်တယ်။အဲတော့ကလည်း underdog အတင်ရကျွန်တော်တို့ Chelsea ပဲ။ Barcelona ကပိုပြီးကောင်းတဲ့အတင်ကျွန်တော်တို့ကအောက်ကနေကစားရတာ။အခုတွေ့ရမယ့်ပွဲစဉ်လည်းထိုနည်းတူပဲဖြစ်နေမယ်။အဲ့တော့အခုလာမယ့်နောက်နှစ်နာရီခွဲမှရှင်ပြိုင်ကစားရမယ့်အင်ကာညပွဲစဉ်ဒီကျွန်တော်တို့ Chelsea အတင်ရဲ့ အဆင့်တန်းတစ်ခုကိုဆက်လက်တက်တည်ပြရမယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘာစလိုနာမှာတော့သူတို့လာမာစီယာကြီးကိုဖင်ခုထိုင်ထားတဲ့အတွက်ကြောင့်ကစားသမားကောင်းတွေနှစ်စဉ်တစ်တိုင်းပေါ်မှာပဲလာမင်ယာမဲလ်တို့ဖာမင်လိုဘတ်တို့နော်ဘယ်ဒီတို့စတဲ့ကစားသမားတွေပေါ့ကစားသမားကောင်းတွေကြီးပါပဲအဲ့အတွက်ကြောင့် Stanford Bridge မှာကစားရမယ်ဆိုပေမဲ့လည်းခက်ခဲကြက်တဲနေဦးမှာတော့တေးကြတယ်ကစားသမားတွေပြောင်းလဲသွားရမယ်ချယ်ဆီဆိုတဲ့စိတ်ဓာတ်နဲ့အတူ ဘာစနာတင်းကိုဒုက္ခပေးနိုင်မလားအပွဲတင်ကတော့အရေးပြဲ့ပြက်ပလေးစီကျွန်တော်ညီကိုတွေထောက်ထားကြည့်တင်တဲ့ပွဲတင်ပွဲဖြစ်ပါတယ်ကျွန်တော်ညီကိုတွေဘလုံးမကစားခြင်းနဲ့ဆိုရင်တော့ senior တော့ချက်စီမှာမောင်း96 imac 69နဲ့9သလုံး miss တို့ကို member တဲ့အပူစုကြီးများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဗဗနဘတ်39 893 18ကို380မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ကျွန်တော်နောက်ထပ်ပွဲတင်တွေက atlanta နဲ့အဝေးကွင်းမှာကစားရမယ်အတ္တလန်တာကတော့အတ္တလောက်ထိဒုက္ခပေးနိုင်တဲ့အသင်းတစ်သင်းမဟုတ်တော့ဘူး ဒါမဲ့ကျွန်တော် trauma ကြီးတစ်ခုဝင်သွားပြီ quarterback လို့အသင်းတော်မှာအဝေးကွင်းမှာတည်ရေကစားတယ်ဆိုရင် Atlanta က quarterback ထက်နှစ်ဆင့်လောက်ကောင်းတဲ့အသင်းဗျာခက်ခဲဥမှာပဲဗျာမလွယ်ဘူးကျွန်တော်နောက်တက်တပွဲကတော့ PAFOS နဲ့ဒီပွဲကတော့ Cyprus Club ကိုအိမ်ကွင်းမှာကစားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ဖို့တည်ကြတယ်တွေ့မယ်နောက်ဆုံးပွဲစဉ်တပွဲက Napoli နဲ့အဝေးကွင်းမှာကစားမှာ Napoli နဲ့ပွဲကတော့နည်းနည်း drama တွေတော့ဖြစ်သွားနိုင်တယ် ဘာကြောင့်လဲနာပိုလီကိုကျွန်တော်အဲ့လိုဒရမ်မာချိုးပြီးတော့ချန်ပီယံလိရခဲ့တဲ့2012ရှိတယ်ဒီနှစ်ဘောလုံးရတယ်မှာနာပိုလီကလည်းအလောက်မကောင်းကွန်တီကယာရူနီပြတနေရာတော်မှသိပြီမတီမြဲတဲ့အခြေအနေမျိုးဖြစ်နေတယ်အဲ့ချိန်ကာလကျရင်ကွန်တီလည်းရှိချင်မှရှိတော့မယ်ရှိရင်လည်းရှိမယ်ထားပါအဲ့တော့ဒီလေးဘွဲကိုကျွန်တော်တို့ပြန်လည်ဆွေးနွေးကြည့်မယ်ဆိုရင်အတ္လန်တာပါဖို့စ်နာပိုလီနဲ့ဘွဲတွေမှာဒါတကယ်အင်ပြည့်အပြည့်နဲ့အာယုံစူးဆိုင်မှုအပြည့်နဲ့ကဲမယ်ဆိုရင်ရလက်ကောင်းနေရနိုင်တယ် အာဆူနာနဲ့ပွဲကိုအနေဆုံးတရေကစားဗျာချန်နဲ့သုံးပွဲမှာနှစ်ပွဲနိုင်တစ်ပွဲတည်းကြားလိုက်မယ်ဆိုရင်ချယ်ဆီသည်128ဝင်ခွင့်ရဖို့ကတော့တိတ်မလွယ်ပေမဲ့924မှာကတော့ဝင်ခွင့်ရနိုင်တယ်ဒါပေမဲ့ဒီပွဲစဉ်တွေအားလုံးမှာဒါဘာဆူနာနဲ့ပွဲတစ်ပွဲကိုတရေကစားပြီးနောက်ကျန်မဲ့သုံးပွဲလို့အနိုင်ကစားရင်တော့128တော့ကျွန်တော်တို့မျော်လင့်ခွင့်ရလိမ့်မယ်၄ပွဲလို့အနိုင်ကစားရင်တော့ကောင်းတာပေါ့ဗျာဒါပေမဲ့၄ပွဲလို့နိုင်ရဖို့ဆိုတာအဲ့ဒါလောက်ထိမလွယ်ကူတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ 9 to 24လောက်ပဲမျှော်လင့်ထားပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြပါအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်